ူကတော့အသက်39နှစ်အရွယ်မမြင့်မြင့်အေးပါနှစ်စဉ်တပေါင်းလာပြည့်နေ့ကနေလာပြည့်ကျော်၈ရက်နေ့အထိကျင်းပလေးရှိတဲ့ရွှေစာရံဖျားပွဲလာရောက်လဲပတ်တဲ့သူတွေကို သူကအခုလိုဆက်လီနဲ့အငှားလိုက်ပို့ပေးနေတာ၁၀နှစ်လောက်ရှိနေပါပြီအခုနှစ်ဖျားပွဲမှာတော့ဆက်လီ အငှားမောင်းတဲ့သူ30ကျော်လောက်ရှိပြီးတော့သူကတော့တယောက်ထဲတော့ အမျိုးသမီးဆက်လီမောင်းတဲ့သူလည်းဖြစ်ပါတယ်။ဖျားပွဲလာရောက်သူတွေကပွဲစည်းကိုလဲပြီးတဲ့အခါမှာတော့မြစ်တစ်ဖက်ကမ်းမှာရေကစားကြသလိုနှထောင်းကျစီတွေကိုဆက်လီနဲ့သွားကြရတာပါ။မြင့်ငယ်မြစ်မှာဆက်လီမောင်းရတာအန္တရာယ်များပေမဲ့မမမြင့်အေးကတော့ဒီအလုံးမှာကျွမ်းကျင်နေပါပြီ။အန္တရာယ်ကတော့များပါဘော။ဟိုဟာလွတ်အောင်ဘလို့မောင်းရင်ဘလို့လွတ်မယ်ပေါ့နော်။ ဘလို့သူတို့လာလို့ရှင်ဘလို့ရှောင်းရမယ်သူကတော့အဲ့လိုမျိုးပေါ့ကိုကရှေ့ကိုကြိုတင်ပြီးတော့ကြည်ပြီးတော့အန်ဒီရရှောင်းရတာပေါ့မတိုက်မိအောင်အကုန်လုံးကြိုးစားပြီးတော့ခရီးသည်တွေဒုက္ခမရအောင်လုပ်ပေးရတာပေါ့ကိုနိုင်တဲ့ဝင်လေးတင်ကိုပိုင်ကိုပို့ပါလေရွှေစာရန်ရွာအနီးကျွဲနှဖားရွာစတိဖြစ်တဲ့မမြင့်မြင့်အေးဟာဖျားပွဲကာလမှာပဲဆက်လီအငှားမောင်းတာဖြစ်ပြီးတော့ ။ကျန်တဲ့အချိန်တွေမှာတော့9ရောက်နဲ့အလုံနဲ့ရက်တည်ပါတယ်။အခုနှစ်ဆက်လီမောင်းလို့ရတဲ့ဝင်ငွေက တနေ့ကိုကြက်တသိန်းလောက်ရတာမို့သူ့အတွက်တော့အဆင်ပြေပါတယ်။တချို့ဖျားပွဲဈေးတယ်တွေနဲ့အတူဖျားပူးလာတဲ့သူတွေကတော့ပွဲတော်နေမရောက်ခင်တလားလောက်ခရေကရွှေစာရံကိုလာရောက်လို့ရှိပါတယ် စကိုင်းတိုင်းမြင်းမှုမျိုးကနေဒေတာထွက်ခမောက်လေးတွေလာရောက်ရောင်းချတဲ့ဒေါ်ထိထိကလည်းဒီနှစ်မှာလူစီကားတဲ့အတွက်ဈေးရောင်းကောင်းတယ်လို့ပြောပါတယ်။ဒီမှာငါ့ဟာဟာငါ့ယောက်ျားစီကောင်းပါတယ်။မနေ့ကနေ့ဆိုအမားတို့ကဒီနှစ်ဘိုးစီတာပေါ့။ဒီနှစ်ဘိုးစီတာပေါ့။ဒီနှစ်ဟာဆက်ပြီးကြတဲ့စနေလောက်ကြတဲ့စီတာ။နေစေးနေလား။တော့လည်းကြော်ရတယ်နော်။ခဲပြီးလိုက်တယ်နော်။ ရွှေစာရံဖျားပွဲနေ့မတိုင်ခင်လာရောက်ကြတဲ့သူတွေရဲ့ဗီဒီယိုတွေဟာဆိုရှယ်မီဒီယာတွေမှာရေပန်းစားလာပြီးတဲ့နောက်ဒီနှစ်ဖျားပွဲကို လာရောက်လဲပတ်တဲ့သူအရင်နှစ်တွေကထပ်ပိုများလာတာလို့ဆိုကြပါဗျ။အခုနှစ်ရွှေစာရံဖျားပွဲဟာနှစ်ပေါင်း20ကျော်အတွင်းအစီအကားဆုံးဖြစ်တယ်လို့မမြင့်မြင့်အေးရဲ့အမအကြီးဆုံးဖြစ်သူမတ်အေးကပြောပါဗျ။နှစ်တိုင်းနှစ်တိုင်းကျမတို့ဒီမှာနှစ်20ကျော်30လောက်ရှိပြီးဒီနှစ်လောက် စီတာဒီနှစ်ပဲရှိတယ်။အရင်နှစ်တရာဒီအဲ့လိုမျိုးမစီခဲ့ဘူး။နှစ်တိုင်းနှစ်တိုင်းဒီနှစ်ပျော်ဆုံးပဲစီတာပဲ။အဲ့လိုကိုညီမကိုကိုကျော်လည်းယုံတော့ကျော်အဲ့လိုမျိုးလည်းဟိုကမမြင်ပါဘူးဘောင်စားဝင်းနေအတွက်လောက်ရာဆိုတော့လေလိုက်တော့စိတ်မချဘူးပေါ့မမြင့်မြင့်အေးရဲ့ခင်ပိုးဟာလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကရန်ကုန်တိုင်းဘက်ကသူ့ရဲ့ဇာတိရွာကိုခဏပြောင်းချင်းလမ်းခရီးမှာပဲစစ်သားစုဆောင်ခံခဲ့ရပါတယ် အဲ့ဒီနောက်ရှေ့တန်းစစ်မြေပြင်တနေရာမှာ မိုင်းနှိမ့်မိပြီးတော့ရှေ့တစ်ဖက်ဖြတ်လိုက်ရပါတယ်။ဒါပေမဲ့တက်ကနေထွက်ခွင့်မရသေးပါဘူး။မမ်းမြင့်မြင့်အေးမှာနို့ဆို့အရွယ်ကလေးအပါဝင် သားသမီး၄ယောက်ရှိပါတယ်။မမ်းမြင့်မြင့်အေးရဲ့မျှော်လင့်ချက်ကတော့မိသားစုစုံစုံလင်းလင်းပြန်နေရဖို့တခုပဲဖြစ်ပါတယ်ရှင်။သူ့ကိုပြန်လာဖို့ကပြောထားတယ်။ချီတူရရင်သူကပြန်လာမယ်တဲ့။မိသားစုစုံစုံလင်းလင်းနဲ့ပြန်နေတော့မယ်တဲ့။ ဲ့လိုတော့ပြောတယ်။မညော်လင်ချက်ကတော့မိသားစုစုံစုံလင်လင်နဲ့ပဲနေကျင်တာပေါ့။ဘွဲသမ ्याय နေကျင်ဦးမော့။